အဲ့တော့နားလည်မှုအမှန်သိမှုဆိုတဲ့တမ္မာဒိဋ္ဌိဘုရားဘာသာမှာ ပြောကြတယ် right understanding ဆိုတာဒါဖြင့်နားလည်မှုဟာဘယ်ဟာကစပြီးခေါ်တယ်လဲလို့ဆိုရင် ကမ္မတက္ကတာတမ္မာဒိဋ္ဌိတဲ့ကံဒီတာလင် ကိုယ်ပိုင်ဥစ္စာကိုယ်ပိုင်ဥစ္စာဆိုဒီမှာ responsibility ကိုပြောတာဒါဟာနော်ကိုလုထာကိုတာဝန်ယူရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဘလောက်ကောင်းလဲ အခုမှကိုလုတ်ပြီးကိုတောင်းအောင်မယူရင်ဘလောက်ဆိုးမလဲကြည့်လေပြောချင်ရပြောမယ်လှုပ်ချင်ရလှုပ်မယ်ပြီးတော့တောင်းအောင်မယူဘူးဆိုရင်ဒါမဟုတ်ဘူးလေလောကမှာတောင်းအောင်ယူရတယ်ကိုလုတ်တာကိုတာတောင်းအောင်ရှိတယ်လို့ဆိုလိုတယ်ပေါ့ကိုလုတ်တဲ့အလုပ်ဒီကိုမှတောင်းအောင်ရှိသူတောင်းအောင်ယူသည်ဖြစ်စေမယူသည်ဖြစ်စေသူလှုပ်ရင်သူတောင်းအောင်ဖြစ်သွားတာပဲဒါကတော့လောကမှာအထင်ရှားပဲလေလူတိုင်းလူတိုင်း responsible ဖြစ်တာကိုပြောတာအဲ့ဒီ responsible ကိုလက်ခံတာကိုဆိုလိုတယ် responsibility ကိုလက်ခံတာကိုကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ဆိုလိုတယ်။ယသောဗျာကရှင်းဟောတယ်လေ။ကမ္မဋ္ဌာယတာကံရဲ့အမွေကိုခံရတယ်ဆိုကံကံနဲ့ပြောတာကိုယ့်ရဲ့လောက်ရကိုပြောတာပဲ။ကိုလောက်တဲ့အလုပ်ကိုယ်တဏ္ဏမှာဖြစ်သွားတဲ့ဟိုအတွေးတွေကိုကိုကိုယ်တိုင်ပြောလိုက်တဲ့အပြောတွေကိုကိုယ်တိုင်လှုပ်လိုက်တဲ့အလုပ်တွေအဲ့တော့ကိုယ်တဏ္ဏမှာတွေးလိုက်တဲ့အတွေးကိုမနောကံလို့ခေါ်တာပဲ။ ြောလိုက်တဲ့အပြောကိုဝစီကံလို့ခေါ်တာပဲလှုပ်လိုက်တဲ့အလုပ်ကိုကာယကံလို့ခေါ်တာပဲဒါကိုယ့်ရဲ့လှုပ်ရက်တွေပဲအဲ့ဒါကိုပဲကမ္မလို့ပြောတာကမ္မဆိုတာ action ပဲသူလှုပ်တဲ့အလုပ်တစ်ခုပဲအဲ့ဒီအလုပ်တဲ့အလုပ်တစ်ခုဟာကောင်းတာပဲလှုပ်လို့ဆိုးတာပဲလှုပ်လို့ကိုယ်လှုပ်တာကိုယ်နဲ့ပတ်သက်တယ်ကိုယ်နဲ့ပတ်သက်တော့ကောင်းတာလှုပ်သည်ဖြစ်စေမကောင်းတာလှုပ်သည်ဖြစ်စေအဲ့ဒီလှုပ်ရက်ရဲ့အမွေဟာကိုယ်ပဲရှိတယ် ရစကိုပဲခံရမယ်ဒီလိုပြောတာနော်ကိုပဲရယူတယ်အဲ့ဒါကိုဆိုလိုတယ်ယံကမ္မံကရိတန္တိကလျာဏဝါပပကံဝါတတကမ္မတဒါယတာဝိတာမကိုကိုစဉ်းကျင်စဉ်းစားဒီကောင်းတာလှုပ်လို့ဆိုးတာလှုပ်လို့လှုပ်သမျှကိုလှုပ်တာကိုနဲ့တာပတ်သက်တာဖြစ်သောကြောင့်ကောင်းမွေဆိုးမွေတွေကိုကိုပဲခံကိုပဲဆိုင်ရမယ်ဒါဟုတ်တယ်လေကိုပညာသင်ကိုတတ်တာပဲလေဒါအမွေဆိုတာ အဲ့ဒီလိုအမွေမျိုးကိုပြောတာကိုလှုပ်တာကိုရရတယ်ဆိုတာဟုတ်တယ်ကိုလှုပ်တာကိုရချတာပဲမှန်တာအတွင်းသားအနေနဲ့ကြည့်မယ်ဆိုရင်ကိုလှုပ်တာရခိုင်နှုန်းပြည့်ကိုပဲရတယ်အပြင်ကတော့ရခိုင်နှုန်းပြည့်ရချင်မှရမှာ အတွင်းအင်တာနက်နဲ့ကြည့်မယ်ဆိုရင်ကိုလှုပ်တာကိုရတယ်လေကိုကိုစာကိုစာကြိုးစားရင်ကိုပညာရမှာပဲဒါကိုလှုပ်တာကိုရတာပဲဟုတ်စိတ်နှလုံးအေးချမ်းမှုကိုယ်တိုင်ကြိုးစားရင်ကိုရတယ် အဲ့ဒါကိုဆုံးလို့တဲ့ကမ္မတကတာတမ္မာဒိဋ္ဌိဆိုတာအဲ့ဒါကိုလက်ခံသူနဲ့မလက်ခံသူဘယ်လိုကွာလဲစဉ်းစားကြည့်မယ်ဆိုရင်ကံကံဤကျိုးလက်မခံဘူးတယောက်ကတယောက်ကကံကံဤကျိုးလက်ခံတယ်ဆိုတော့ဘသူဟာလူကောင်းဖြစ်နိုင်တယ်လဲစဉ်းစားကြည့်ကိုလှုပ်တာကိုအတိမတ်မပြုတ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာလဲလုံမှာပဲမကောင်းတာလဲလုံမှာပဲကောင်းမကောင်းဆိုတဲ့အထက်မဲ့ तू လှုပ်ချင်တာတွေ तू အကုန်လုံးလိုက်မယ် လှုပ်ချင်တာဆိုတဲ့အထဲမှာကောင်းတာနဲ့မကောင်းတာမကောင်းတာပို့လှုပ်ချင်တယ်လေလှုပ်ဖို့လည်းလွယ်တယ်ဒါကြောင့်မို့လို့လူကောင်းဖြစ်ဖို့ခက်သွားတယ်အဲ့ဒီအတွေးကိုရှေ့တန်းတင်ရင်လူကောင်းဖြစ်ဖို့ခက်သွားတယ်စောင့်စည်းမှုတွေမရှိတော့ဘူးလေကိုယ်သူလှုပ်ချင်တာလှုပ်မယ်သူပြောချင်တာပြောမယ်ဘာလို့ဆိုတော့ဖြစ်ချင်ရဖြစ်တာကိုလောကဆိုတာကံနဲ့မဆိုင်ဘူးလို့ညင်းပယ်လိုက်မယ်ဆိုရင်သူလှုပ်ချင်တာလှုပ်တော့မှာပဲလွတ်သွားတယ်ပေါ့နော် ေးကံကံဤအကျိုးလက်ခံနေဆိုတဲ့ပုံကိုယ်ကြီးကြတော့အေးမကောင်းတာတွေလုံးလို့ရှိရင် မကောင်းကျိုးခံရတယ်ဆိုတော့ဘယ်သူမှမကောင်းတာမဖြစ်ချင်ဘူးလေကောင်းတာတွေကြီးပဲဖြစ်ချင်ကောင်းတာလုံးမှကောင်းကျိုးရတယ်ဆိုတော့ယုံကြည်ထားသည့်အတွက်ကြောင့်သူဟာလူတော်လူကောင်းဖြစ်ဖို့လမ်းပွင့်နေတယ်ကောင်းတာပဲလုပ်မယ်မကောင်းတာမလုပ်ဘူးမကောင်းတာလုပ်ရင်ငါခံရလိမ့်မယ်ကောင်းတာလုံးမှငါရမယ်ဆိုတာကိုလူဆိုတာကိုယ့်ကိုယ်ကိုချစ်တယ်ကိုယ့်ကိုယ်ကိုအာရုံစိုက်တယ်ဒါကြောင့်မို့လို့ လူတော်လူကောင်းဖြစ်ဖို့အတွက်ဒီအတွေးဟာအရေးကြီးတယ်ဒီအမြင်ဟာအရေးကြီးတယ်လို့ပြောတာကမ္မတက္ကတာသမာဓိတည်းအဲ့တော့ဘုရဘတာဖြစ်ဖို့အ ਨੇ ဆုံးကတော့ကိုယ့်ရဲ့လောက်ရက်ကိုကိုတောင်းဝယူနိုင်တဲ့အသိစိတ်ရှိဖို့အမြင်ရှိဖို့လိုအပ်တယ်လို့ဆိုတာပေါ့နော်ဒါကိုကမ္မတက္ကတာသမာဓိတည်းမှန်မှန်ကန်ကန်မြင်တယ်လို့သူပြောတာ